သာသနာ့ပြပြန်ပွဲကြီးရဲ့ level 5အစီအစဉ်စတင်ပါပြီ။မြေတွေးကမြအကြာသမားတွေမြေမတော်တိုင်းတော်မီတော့လေအောင်မင်းပဲလူညာချလိုက်မယ်။မင်္ဂလာပါခင်ဗျာ။ထုံးစံတိုင်းနဲ့သာသနာ့ပြပြန်ပွဲကြီးမှာပါဝင်ရှင်ပြိုင်ခွင့်ရဖို့အတွက်ဒီလူညာနဲ့အချက်၃ချက်ကိုကျင်းညာပေးပါမယ်။နံပါတ်1အားလိစီဆိုတဲ့အတိုင်းခိရိဝတ္တပါအချက်တရားပြင်းမဲ့တဲ့သူဖြစ်ရပါမယ်။ နံပါတ်2ဒုတ်တိလဆိုတဲ့အင်္ဂါရနဲ့ပြည့်စုံပြီးအကျင့်တိလစရဏလုံးဝယိုယွင်းပြည့်စုံနေတဲ့လူဖြစ်ရပါမယ်။နံပါတ်3ပါပဘိက္ခုဆိုတဲ့အတိုင်းဘုရားရှင်ရဲ့အစွမ်းမဓမ္မဝိနည်းနဲ့ဖီလာဆန့်ကျင်လုပ်ပြီးကံကုန်အောင်မရဲတဲ့လူဖြစ်ရပါမယ်။အရိယချက်3ချက်နဲ့ပြည့်စုံမှသာလျှင်သာသနာ့ရဲ့ဇံခွဲရှိဖို့ပါဝင်ရှင်ပြန်ခွင့်ရမှာဖြစ်ပါလေ။ကျွန်တော်စီစဉ်တင်ညာနေစဲမှာပဲပြန်ခွင့်များလဲဆင်းသင့်ဖြစ်နေတဲ့အတွက် သာသနာပြတိုင်ဘုံဝင်အမှတ်တည်းဖြစ်တဲ့လာစီအဲလီမြင်းစီပေါ်တော်ရဲ့ရှင်ပြန်မှုကိုလည်းရှုစားကြပါစို့ခင်ဗျာသာသနာပြတိုင်ဘုံဝင်အမှတ်တည်းဖြစ်တဲ့မြန်လာစီဘုန်းကြီးရဲ့ဘာဝင်ရှင်ပြိုင်မှုကိုသုံးသပ်ကြည့်ရမယ်ဆိုရင်တင်ရန်ဝကြီးနဲ့မြင်းမကြီးကိုခွဆီးလာမယ်ဆိုရင် ဘလို့မှအရှင်မပြေတဲ့အတွက်မြင်လာကြီးကိုပဲရွေးပြီးတော့အားရပါရစီးပြီးလာရောက်ရှင်ကြိုင်တဲ့အခါမှာအောက်ကပိဋကကလည်းဝဝခဲ့တစ်ခဲနဲ့အားပြီးတာကိုတွေ့မြင်ရပါတယ်။ပေချာကတခုကတော့ဒီဘုန်းကြီးဟာမြင်လာကြီးတွေကိုအားရပါရစီးရတာကိုအတော်ကြိုက်တယ်လို့ထင်မြင်ယူဆနေပါတယ်။ဘုကောကြီးရောခုလိုလူပိဋကတွေရဲ့ဈာထဲမှာမြင်လာကြီးကိုရှိပြတာဟာတန်လို့တယုတ်တူ အယုတ်ဆိုပေမဲ့တကယ်အရှင်လက်လက်ဉာဏ်လာကြီးကိုရွေးပြီးစိလာတာလို့ထင်ရလောက်ဘူးခေါင်းကြီးရဲ့ပါဝင်ရှင်ဆိုင်မှုဟာအသက်ဝင်လာပါတယ်ဒါပေမဲ့အခုလိုဉာဏ်လာကြီးခေါင်းကြီးကိုအကောင်းဆုံးအကြံပြုချင်တာကတော့ဉာဏ်စီးတယ်ဆိုတာဒီနေ့ခေတ်မှာအင်မတန်ရိုးနေပါပြီဒါကြောင့်နောက်ထပ်လာမယ့်သာသနာ့ပြည်ကံခွေးကြီးရဲ့ level 6အစီအစဉ်မှာ ရှင်ဆိုင်မယ်ဆိုရင်ဉာဏ်လာကိုမရှိဘဲနဲ့ လာကြီးကြီးကိုရွေးပြီးရှိပါလို့အကြံဖြစ်ကြပါတယ်။ Oh my god! ဘ wow! ာကြောင့်လဲဆိုရင်မြင်းတော်နီနီလာကြီးကြီးကိုခန့်ခန့်ညာညာသီးဆိုတဲ့ဇာတ်ကားလေးရှိတဲ့အတွက်လာတွေဟာကြီးလာပြီဆိုရင်မြင်းနဲ့နင်လာငါလာရင်မောင်တန်းပြီးတော့ဖွင့်ဆိုးတဲ့အတွက်နောက်နောက်ဒီပန်ဘွားကိုရှင်ပြန်နေဆိုရင်မြင်းရဲ့အစားလာကြီးကြီးကိုပဲရွေးပြီးရှိဖြစ်ကြပါလေ။နောက်ထပ် လေစစ်အစည်းအဝေးကိုခေါ်ခေါ်ဖို့တော့လုံးဝမဖြစ်နိုင်သေးတဲ့အတွက်အန်ကယ်ကတော့ no ပါကွယ်အန်ကယ်ကတော့ no ပါလေသာသနာ့ပြန်ခွင့်ဝင်အမှတ်၄ရရှင်ပြန်မှုကိုလည်းရှုစားကြပါဦးခင်ဗျာ ဟုတ်ကဲ့သာသနာ့ပြတန်ခိုးဝင်အမှတ်နေ့ရရှင်တိုင်မှုကတော့လူများတဲ့သူနှစ်ခုအဟွာပေါက်ဆိုတာလိုပဲတမှုထူးကဲစွာကပြဆော်ပြီးပြီးရှင်မြင့်မော်ကနေဓာတ်တာအပြည့်စုံပေးနိုင်တာကိုတော့အခုလိုဖြောပြမှုကိုကြည့်ရှင်နေကြတဲ့ပရိသတ်များအနေနဲ့လည်းဘုံကြီးကြောင်လားပြည်ရစာယုံလားလို့ခွဲခြားလို့မရနိုင်အောင်ကိုပြည်ပြည်ပြင်းပြင်းကြိုတင်ပြင်ဆင်ပြီးတော့လာရောက်ရှင်ပြိုင်တာကိုတွေ့နေရပါတယ်။ တကယ်လို့များဒီလိုလူများနဲ့တကြထော်ပြမဲ့အရာကိုဝန်းလို့ငယ်အပြင်းမှာကျင်းပဆိုတဲ့အတိုင်းသုတ်တန်စရာတင်ဆိုင်ကိုမှသွားပြီးတူတင်လေးကျင်ရာစင်လုခဲ့မယ်ဆိုရင်အခုလိုရှင်မြင့်ပေါ်ရောက်တဲ့အခါမှာပြိတ္တကိုလည်းရှင်ပြမလို့တော့ပါဘူးဒါပေမဲ့ဒီထက်မှာအလွယ်လွယ်အချော်ချော်ဖြိုပြီးတင်ဆက်မှုလေးတွေကိုလည်းတွေ့နေရတဲ့အတွက်ဒီဘွားကိုထိန်းချောင်းပြီးတဲ့တရိษံအင်းနဲ့ဝင်ရောက်ပြီးအချင်းကြီးဖာထိတ်နိုင်လို့သာလျှင် ဒီတဆမှုဟာရုပ်ရက်ဆင်းရက်ဖြစ်မသွားတာလို့ကျွန်တော်ကတော့ယူဆမိပါတယ်တကယ်လို့များနောက်နောက်ဒေတာသနာရဲ့တန်ခွေးကြီးကိုဝင်ရောက်ရှင်းပြမယ်ဆိုရင်ထောက်ထက်ကိုပြိတ္တတွေစိတ်ဝင်စားအောင်တော်တယ်ရင်ခွင်းယူတဲ့အထူးသောတင်းချမှုတွေနဲ့အတူပြန်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နောက်ထပ် level 6ကိုခေါ်ဖို့အတွက်တော့ဘယ်လိုမှအဆင်သင့်မဖြစ်သေးဘူးဆိုတာကိုတွေ့နေရတဲ့အတွက် စင်ကောင်းစွာနဲ့ပဲအန်ကယ်ကတော့ no ပါကွယ်သာသနာ့ရဲ့တန်ဖိုးဝင်အမှားတုံးရဲ့ကြော်ခင်မှုကိုလည်းအာဝတရားတောဝတဟာရေနဲ့ရှုထားကြပါတို့ဗျာဘာလို့လဲလဲလို့လဲဘာလို့လဲလဲလို့လဲတန်ဖိုးဝင်ရဲ့အာလဝကဘလူအရက်မူလာတဲ့စတိုင်နဲ့ဆက်လို့နားမလမ်းကြီးပေါ်မှာ

အဲ့ဒီလိုအော်ဆဲလိုက်တဲ့အတန်ကိုအေးရှားငါးဆူကြည့်လိုက်တဲ့အခါမှာလဲအောင်ခန့်ပိုင်းနဲ့ဘနာနာနှစ်ယောက်ပေါင်းထားတဲ့အတန်နဲ့အတူတူလုံးဝကျွတ်ချင်ကြီးဖလန်ဖလန်ပြန်တက်သွားအောင်သူပြင်းမှာလေအားလုံးအကြိုက်တွေ့ကြတာကတော့ဒီနေရာလေးမှာဘာလို့လဲလဲလို့လဲဘာလို့လဲလဲလို့လဲ နေရာလေးပေါ့နည်းနည်းအားလဲချက်ရှိတာကတော့ကိုကိုလာမင်းလာဆယ်နေရာမှာဘောကေပါဝါကတော့ရဲ့နဲ့ဝီစကီနှစ်ပင်လိမ့်နေတဲ့အနေထားမှာရှက်တန်လေးနည်းနည်းပါသွားပါလေတကယ်ဆိုရင်တိတကြည်ရတဲ့အတန်နဲ့အတူတူဆဲနေရာမှာဖြစ်ပြီမဲ့ဒီကံကောင်းကိုမလာခင်မှာတော့ရဲ့နဲ့ဝီစကီနှစ်ပင်လိမ့်ထားတာဖြစ်လို့ဘောကေပါဝါအောက်နေတာကိုစိန်ဟောစွာတွေ့ရပါလေ ဒါကလည်းဒုတိယအခွင့်အရေးရမယ်ဆိုရင်ပြည်ပြန်လို့ရတဲ့အနေထားလေးဖြစ်လို့ကြီးမားတဲ့အမှားကြီးတော့မဟုတ်ပါဘူး။နောက်တစ်ခါဆိုရင်ထားထက်ပြီးတော့အောင်လမ်းလို့လမ်းမှာလမ်းလေးกว่าမှာကိုယ်ကလေးလုံးချုပ်ပြီးတော့မတင်လိုက်တဲ့သူကိုလက်ညှိုးငေါ့ောက်ထုတ်ပြီးနေလားငါလားဖျက်မယ်ဆိုရင်ထားထက်ပြီးပြင်လိမ့်မယ်လို့အကြံပြုချင်ပါတယ်။ဒီလိုချင်းရှင်းတိုင်းမှုမှာအနေနဲ့ချက်လေးတွေတွေ့နေရတဲ့အတွက် နောက်ထပ် level 6ကိုခေါ်ဖို့အတွက်တော့အန်ကယ်ကတော့ no ပါကွယ်ကြည့်ရှုခဲ့ကြတဲ့မိတ်ဆွေများလည်းအားရကြည်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နောက်နာမဲ့ဒါကနာတဲ့ဂံပွဲကြီးရဲ့ level 6အစီအစဉ်မှာဓာတ်ထက်ကောင်းပြီးထိမိတဲ့တင်ဆက်မှုတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်လို့ပြောကြရင်နှုတ်ဆက်ခဲ့ပါတယ် မိတွေသမ ्या ကြားသမ ्या ဒီမတော်တိုင်းတော်မီတော်လေးအောင်မင်းပဲလုံရချလိုက်မယ်